ရောင်ဆန်းစုကြည်ရဲ့တန်တွဲတောင်ကုတ်ဂွားခီးစင်နဲ့ပတ်သက်လို့လုံခြုံရေးအရတနိုင်ငံလုံးစိုးရင်ခဲ့တယ်လို့ပဲဒေသခံပြည်သူတွေကလည်းသူတို့ရဲ့စိုးရင်စိတ်တွေကိုနိုဘယ်ငြိမ်းချမ်းရေးဆုရှင်ကိုပွင့်ပွင့်လင်းလင်းပဲထုတ်ပြောခဲ့ကြပါဗျ။စီယုံရေးခီးသွားတိုင်းဒီမိုကရေစီသင်ကန်းစာတွေအများကြီးရတယ်လို့ပြောတဲ့ဒေါန်ဆန်းစုကြည်ကသွားရမယ်မြို့နယ်ခြံထားခဲ့ရမယ်မြို့နယ်ဆိုပြီးစဉ်းစားတိုင်းစင်ကြင်ရတာတွေရှိပါတယ်လို့ဆိုပါတယ်။ဘလို့အချက်တွေကိုပါတီဥက္ကဋ္ဌကပြောခဲ့တာလဲ။ ဒီတောင်စုပြည်နယ်တွေတိုင်းသားများနဲ့ပြည်နယ်တွေကိုကျမတို့မသွားလို့မဖြစ်ဘူးသွားရမယ်။ဒါပေမဲ့နေရာတိုင်းကိုမသွားနိုင်တဲ့အခါကျတော့အထူးအခက်ခဲရှိနေတဲ့ပြည်နယ်တွေကိုကျမတို့ဦးစားပေးပြီးသွားရပါလေ။အင်မတန်မှလက်ကုံမှုတွေများနေတဲ့ပြည်နယ်တွေ၊ချိတ်ချောက်မှုတွေများနေတဲ့ပြည်နယ်တွေ၊ရွေးက ွဲဟာဘာဖြစ်လို့အရေးပါလဲဆိုတာကိုပြည်သူတွေကသိပြီးတော့နားမလည်တဲ့ပြည်နယ်တွေကိုကျမတို့ဦးစားပေးပြီးသွားရတာပါသွားပါလေနောက်ပြီးတော့ကျမတို့အဲ့ဒီလိုဦးစားပေးသွားတဲ့အခါမှာတစ်ခုနဲ့တစ်ခုမတူတဲ့နေရာတွေကျမတို့အခွင့်အချုပ်အတွင်းမှာလည်းရှင်းနေဖို့လိုတဲ့နေရာတွေကိုလည်းအဓိကထားပြီးသွားရပါလေအော်တိုဘာ16ကနေ18ရက်ထိ၃ရက်ကြာရွေးကောက်ပွဲအောင်နိုင်ရေးဖြစ်ရခိုင်ပြည်နယ်ကိုရွေးချယ်ခဲ့ပါတယ် ရခိုင်ပြည်သူတွေကိုစနစ်ပြောင်းဖို့အစိုးရဖွဲ့စည်းတယ်လို့ပြောခဲ့သလိုလူမှုကူးပေါင်းမှုကအရေးကြီးတဲ့အကြောင်းအခုလိုဆိုပါတယ်ကျမတို့ကစနစ်ပြောင်းရေးအတွက်ရွေးကောက်ပွဲဝင်တာပါအစိုးရဖွဲ့ဖို့ဟုတ်တယ်ကျမတို့မျိုးသားဒီမိုကရေစီအစိုးရဖွဲ့တယ်အစိုးရဖွဲ့တယ်ဆိုတာဟာစနစ်ကိုပြောင်းဖို့အတွက်ကျမတို့အစိုးရဖွဲ့တင်တာပါကျမတို့ဒီအစိုးရအောင်အောင်မြင်မြင်နဲ့ပြည်သူအကျိုးဆောင်ဖို့ဆိုတာပြည်သူတွေ မှုလိုပါလေဆိုတာကိုကျမထပ်တယ်လဲလဲပြောပါတယ်။နောက်ထပ်စိုးရိမ်မှုကတော့ရခိုင်ပြည်သူတွေဟာ1990တုန်းကလိုအာဏာမလွှဲပေးမှာကိုပါ။ဒီရွေးကောက်ပွဲ NLD အပြတ်သက်နိုင်လို့အစိုးရဖွဲ့ခွင့်မပေးဘဲအာဏာမလွှဲပေးရင်ဘယ်လိုလုပ်မလဲ တခြား90ရေကောက်ခွဲမှာထွက်လာတဲ့အဖြစ်ဟာဗာလဲဆိုတော့ကျမတို့ရဲ့နိုင်ငံသူနိုင်ငံသားများဟာဒီမိုကရေစီကိုလိုလားတဲ့နောက်ပြီးတော့လည်းမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယုံကြည်ရဲဆိုတဲ့ရပ်လာထွက်ပေါ်လာတာကိုဒီကမ္ဘာလုံးကသိသွားတော့ဒီဇိုင်းမှမှအနည်း30နီးပါးကိုဒီမြန်မာနိုင်ငံရဲ့ဒီမိုကရေစီအရေးအတွက်အင်အားကြီးတဲ့ဒီမိုကရေစီနိုင်ငံတွေကရည်ရည်ပေးခဲ့တယ်။ကမ္ဘာ့ကုလသမဂ္ဂကလည်းရည်ရ ပြေလိုက်အဲ့ဒီအကျိုးဆက်တွေအရာအခုအချိန်မှာဆိုလို့ရှိရင်အာနာကိုလုံးဝကင်ထားနေတဲ့ပုံစံတွေကတော့မကင်ထားလို့မရတော့ဘူးဆိုတာသဘောပေါက်လို့လူ2000ဆိုင်ကရွေးကောက်ပွဲတွေဖြစ်လာတာပါလို့ကျွန်တော်ပြောချင်ပါတယ်မြန်မာဒီမိုကရေစီခေါင်းဆောင်ဟာဂွားမြို့မှာရခိုင်ပြည်ခီးစဉ်အဆုံးသတ်ခဲ့ပြီး AR တိုင်းငတိုင်းချောင်းရေကြီးနဲ့ကျုံပြော်မြို့တွေကိုကားနဲ့တောက်လျှောက်သွားခဲ့ပါတယ်။ နိုင်ငံရေးကိုတကယ်လုပ်တဲ့သူကနောက်မျိုးဆက်တွေကိုစဉ်းစားရဲဆိုတဲ့အဆိုအမိန်အခုလိုပဲရှင်းပြခဲ့ပါဗျ။ နိုင်ငံရေးပညာရှင်ကြီးတယောက်ရဲ့အဆိုအမိန့်ကိုကြွားပြည်သူတွေကိုပြောပြနေရှိပါတယ်။အဲ့ဒါပါလဲဆိုတော့နိုင်ငံရေးကိုလှုပ်ရှားတဲ့လူတွေအားတဲ့။နောက်ရွေးကောက်ပွဲအတွက်ပဲစဉ်းစားတယ်တဲ့။နိုင်ငံအရေးကိုတကယ်ထောက်ဆောင်နေသူတွေကနောက်မျိုးဆက်တွေအတွက်ကိုစဉ်းစားတယ်တဲ့။ဟုတ်တယ်။အဲ့တော့ဒီမားရေကနောက်မျိုးဆက်တွေအတွက်ကိုစဉ်းစားရမယ်အချိန်ရောက်ပါပြီ။နောက်မျိုးဆက်တွေအတွက်ကိုစဉ်းစားဖို့ဟာနံပါတ်၁ကတော့ဒီမား တော့ပညာရေးစနစ်ကို ပြုပြင်ရမယ်။နံပါတ်၁ကတော့ပညာရေးစနစ်ကို ပြုပြင်တဲ့နေရာမှာကျမတို့ပြည်သူတွေအားလုံးဝိုင်းဝန်းပြီးတော့လူတွေရဲ့စိတ်ဓာတ်ကိုပြုပြင်ဖို့လိုပါတယ်ဆိုတော့ဒီမှာပြောပြရောင်ဆန်းစုကြည်ဟာအောက်တိုဘာ27မှာတော့ရှမ်းပြည်ရှေးပိုင်းကိုစီယုံရီခီးသွားမှာဖြစ်ပါတယ်။